ဒီနေ့ဥကောက်ဖပြမယ်စာအုပ်လေးကတော့ Pig gets lost အဲ့ကြောင့်ဖြစ်ပါတယ်เนาะဝက်ကလေးလမ်းပြောင်နေတဲ့အကြောင်းဖြစ်တယ်တဲ့ This is Avery Farm This is Mrs. Boot the farmer She has two children called Poppy and Sam and a dog called Rusty ဒါကတော့ပန်းသီးပင်ဥယျာဉ်ခြံလေးဖြစ်ပါတယ် ဒီမှာရှိနေတယ်တောင်သူမကြီးကတော့ Mrs. Booth လို့ခေါ်တယ်တဲ့သူမှာကလေးလေးနှစ်ယောက်ရှိတယ်မမဖော်ပီနဲ့ဆန်ပါတဲ့သူတို့ရဲ့အချစ်တော်ခွေးလေးနာမည်ကတော့ Rusty လို့ခေါ်တယ်နော်သူတို့တွေကဒီနေ့တော့အစားတောက်ပြီးတိတ်ဆန်စာရေးလာမသိတဲပြီးတော့သွားနေကြတယ်အမ Rusty လေးကမြေကြီးထဲတီကောင်လေးထွက်လာတာကိုစိတ်ဝင်စားကြည့်နေပုံမယ်နော် Mrs. Booth has 6 pigs There is a mother pig and five baby pigs. The smallest pig is called Kali. They live in a pen. Mrs. Boot မှာတဲ့ဝက်6កောင်ရှိတယ်တဲ့ဝက်မေမေအကောင်ကြီးဟာဝက်မေမေနဲ့ဝက်ကလေးလေး9កောင် ရှိတယ်တဲ့အဲ့ထဲမှာမအငယ်ဆုံးလေးရဲ့နာမည်ကသူတို့ပေးထားတာဗောနော်ခါလီလို့ခေါ်တယ်ခါလီဆိုတော့အမိကွေးကွေးလေးကိုပြောတာဖြစ်မှာတည်းလားခါလီတဲ့သူတို့တွေအားလုံးက ဝက်တွေမွေးတဲ့နေရာလေးမှာနေတယ်ဝက်တွေကကြတော့မြက်ပုံမှာမနေဘူးမြေကြီးလိုလိုရှုံလိုလိုပုံမှာနေတယ်နော်ပြီးတော့သူတို့မှာအိမ်လေးလည်းရှိသေးတယ်တေးသေးလေးအဲ့ထက်မှကောက်ရိုးကြောက်လေးတွေခင်းထားတယ်သူတို့တွေဟိုအယမ်းဟိုမအေးအောင်လို့အဲ့ထက်မှသူရာတိဥရုတံပြင်းလာတဲ့ခါကျအဲ့ထက်မှသွားနေကြတာပြမနော်သူတို့ရဲ့အစာစားတဲ့နေရာရေတောက်တဲ့နေရာလေးရှိရယ်နော် Mrs. Boot feeds the pigs every morning. she takes them two big buckets of food. But where's Kali? He is not in the pan. Mrs. Boot ကတဲ့ဝက်တွေကိုတဲ့မနက်တိုင်းပဲဝက်စာတွေကျွေးတယ်တဲ့။သူကတဲ့ပုံနှစ်ပုံနဲ့အပြစ်ဝက်တွေကိုစာတွေထက်ထက်ကျွေးတယ်တဲ့။ဒါပေမဲ့တဲ့ဒီနေ့မနက်ကဝက်က9កောင်ပဲရှိတယ်လို့ count လုပ်ကြည့်ပါဦးနော်။1 2 3 4 5တကားယော့နဲ့နော်မတူတိပါဘူးအငယ်ဆုံးလေးမရှိပါလားတဲ့ Where is Carly ဆိုတော့အငယ်ဆုံးလေးပျောက်နေတယ်တဲ့ဒီမှာလည်းမရှိဘူးတဲ့သူကအံ့ဩပါတယ် She calls Poppy and Sam Carly is gone she says I need your help to find him သူကတဲ့မေမေ Mrs Boot ကသူ Poppy နဲ့ Sam ကိုလှမ်းခေါ်လိုက်ပြီးတော့ Carly ကမရှိဘူးဟေးတဲ့ဒီမှာတဲ့ အားတဲ့မင်းတို့ရဲ့အကူအညီကိုလိုပြီးတဲ့သူ့ကိုစ조사ပြီးတော့ဒီနားတဝိုက်မှာသွားရှာကြပါအောင်လို့ပြောလိုက်တယ်တဲ့ Mrs. Booth က Where are you Carly? Poppy and Sam called Carly. Let's look in the hands run says Mrs. Booth but Carly's not there. ခါလီလေးဘယ်ရောက်နေလဲလို့အော်ဟစ်ပြီးတော့သူတို့တွေကတဲ့ဟိုးရှာတီရှာရှာတဲ့အချိန်မှာတဲ့ Mrs. Booth ကလည်းပြောတယ်သူတို့ကိုတဲ့ကြက်တွေထားတဲ့နေရာသွားကြည့်အောင်ဆိုကြက်ချံကိုရောက်လာဒါပေမဲ့ခါလီကိုအဲ့မှာမတွေ့ပြန်ဘူးတဲ့ကြက်တွေပဲရှိရနော်ဒီမှာကြက်ဖားတွေကြက်မတွေပဲအစာစားနေကြဒါမှဒါတွေအကုန်လုံးကကြက်ဖားတွေနော် There he is in the barn He's in the barn says Sam I can just see his tail they all ran into the barn to catch Curly. Oh. အမဆမ်ကပြောရတယ်တွေးလာရဲဟိုမာရဲအမီလေးထောင်နေတယ်တဲ့သူပါတဲ့နော်ကောင်ရိုးတွေတောင်းတဲ့တူလောင်ယုံနဲ့ရောက်နေတာတဲ့အဲ့ဒီကိုသွားကြည့်ကြအောင်တဲ့သူ့ရဲ့အမီလေးကိုတွေ့ရတယ်တဲ့သူသွားဖမ်းကြမယ်ဟေးဆိုပြီးတော့သူတို့သားမိတယ်ပြေးသွားလိုက်တယ်တဲ့ ဟိုးကောင်ရိုးရဲ့အလဲနာမှာလာအမီလေးအစလေးထောင်းနေတယ်အဲ့ဒါလေးကိုသူကပြေးပြီးသွားကြည့်တာဒါပေမဲ့ Rusty ကတော့ဂယူးမဆိုင်ဘူးသူကမြေကြီးရဲ့ဘာလည်းမသိထွက်လာတာပဲသူလိုက်ဂယူးစားရတယ်သူကလေ Rusty ကသူတို့ဘဲသွားတော့အမြဲပါတယ်နော် That's not Carly It's only a piece of robe Mrs. Boot ကပြောတယ်နော် Not Carly's tea where can he be says Poppy ဒါကာလီမဟုတ်ဘူးလေတဲ့မစ္စစ်ဘူးကပြောတယ်တဲ့ဒါကတဲ့ကျိုးရဲ့အပိုင်းစာကြီးတဲ့ကျိုးစာကြီးလေတမီးတို့ရဲ့တဲ့ဟွန်းတဲ့မပေါ်ပြရည်ပြီးတော့ဒါဆိုရင်နဲ့ကာလီလေးဘယ်နှမရောက်နေမလဲမသိဘူးနော်လို့သူကလည်းညီးတွားရှာတယ်တဲ့ Maybe he's eating Kong's food တဲ့ But Kali is not with Kong's Don't worry said Mrs. Boot who will soon find him တဲ့ ဟွန်းဆိုကြပါစို့တဲ့ဒါလီယာတဲ့နွားတွေစားစားသွားပြီးတော့ရောပြီးစားနေလားမသိဘူးတဲ့နွားတွေရှိတဲ့စီကိုသွားကြည့်အောင်တဲ့ Mrs. Boo ကလည်း Carly is not with the cows မတွေ့ပြန်ဘူးတဲ့စိတ်မပူပါနဲ့တဲ့ငါတို့တွေတဲ့သူ့ကိုခဏနေကြရင် ရှာတွေ့မှာပါနော်မမဖော်ပြီးရအောက်တွေလည်းကြည်တယ်နွားစားကြွေးတဲ့ကန်ရင်းသားမှာပတ်ပြီးတော့ရှာကြတယ်မတွေ့ကြဘူးတဲ့ Perhaps he's in the garden They look for Carly in the garden, but he is not there. We never find him, says Sam. သူရဲ့ပန်းဝင်ခြံစိုက်ပန်းပင်နေနော်အရွက်တွေစိုက်တဲ့ခြံထဲမှာရောက်နေလားမသိဘူးဆိုသူတို့ကတဲ့အပင်တွေစိုက်တဲ့အရွက်တွေစိုက်တဲ့အသီးရွက်တွေစိုက်တဲ့နာကိုတွားကြည့်တယ်မတွေ့ပြန်ဘူးတဲ့ဒုက္ခပါပဲတဲ့ဆမ်ကညီးတွားတယ်နော်သူတို့တဲ့ခါလီကိုရှာလို့တွေ့ပါတော့မလားမသိဘူးလို့ဆမ်ခင်ဗျာစိတ်တွေဘူးနေတယ်နော်အဲ့လိုမျိုးဖြစ်နေတယ် Why is Rusty barking? Rusty is standing by a ditch. He barks and barks. He's trying to tell us something, says Poppy. Hey there, Rusty ya de ba phlo de. Oh hit ni da le de. Tu de. Ho de. အဲ့ဒီတစ်ပင်ချုံပုတ်လေးရှိတဲ့နားမှာနော် twin net လေးလည်းရှိရတယ်အဲ့နားလေးမှာတဲ့ तू អော်နေတယ်တဲ့ကြည်ပြီးတော့တဲ့ तू ကြည်ရတာတဲ့တခုခုပြောခြင်းမုံရတယ်လို့မမဖော်ပြာသုံးတတ်တယ်နော်အဲ့လိုမျိုးလေး လမ်းပြီးတော့ပြောလိုက်တယ် Rusty has found Carly they all look in the ditch Carly has slipped down into the mud and can't climb out Rusty ကတဲ့ Carly ကိုနောက်ဆုံးတော့တွေ့သွားတာ哦တဲ့သူတို့တွေတဲ့အဲ့ဒီဂုံဆောင်လေးကရွှွန်ချိုင်နေတယ်မှာသွားပြီးတော့ Carly ကိုသွားတွေ့တယ်တဲ့ Carly ကတဲ့ ီဂုံးဆောင်လေးကနေချော်ကြသွားတာဟိုးတဲ့ရွှွန်နုံနေကိုရောက်သွားတဲ့အတွက်ကြောင့်သူယုံပြီးတော့မထွက်နိုင်အောင်ဖြစ်နေချော်နေတယ်နော်သူပြန်မတက်နိုင်အောင်ဒီဂုံးဆောင်ကြီးကိုသူပြန်မတက်နိုင်အောင်ဖြစ်နေတယ်တဲ့အဲ့လိုဖြစ်နေတာဟိုးကြည့်ပါအောင်ခါလေးတို့မှာမဲတူးမျိုးရွှွန်နေတယ် We will have to lift him out I will get into the dish says Mrs. Boot I'm coming too says Poppy and me says Sam ါတို့တဲ့သူ့ကိုတဲ့ဒီရွှွန်တော်နေရနေမှာချီထုတ်ရမယ်ဆိုပြီးတော့ Mrs. Book ကတဲ့မိအောက်ကိုဆင်းလိုက်မယ်ဆိုပြီးတော့ရွှွန်အိုင်ထဲကိုဆင်းလိုက်တယ်တဲ့နော်အဲ့မှာတဲ့ Poppy ကလည်းတမီးလေးလိုက်ကူမယ်ဆိုပြီးတော့ Shaw ဆင်းလာတယ် Sam ကလည်းကျွန်တော်လည်းမနေခဲ့ဘူးတဲ့လိုက်လုပေးမယ်ဆိုပြီးသူကလည်းတွေ့ပြီးတော့ဆင်းလာလိုက်တယ်တဲ့နော်ရွှွန်အိုင်ထဲကိုရောက်လာ Carly is very muddy Mrs. Boot picks Carly up but he struggles Then he slips back into the mud with a splash. ကာလီယာတကူလုံးညစ်ပတ်နေတယ်တဲ့သူတို့ရောက်လာတဲ့ချိန်မှာဒါပေမဲ့ Mrs. Pu ကစူးစမ်းပြီးတော့သူ့ကိုမပြီးခြိလိုက်တဲ့ချိန်မှာသူကလည်းယုံလိုက်တယ်တဲ့ယုံလဲယုံလိုက်ကော Mrs. Pu လက်ထဲကနေမှချော်ပြီးကြာပြီးတော့ရှွတ်အိုင်နဲ့ကိုဘုံဆိုပြုတ်ချသွားတဲ့အချိန်မှာရှွတ်နေအားလုံးကဘာဖြစ်သွားလဲ ပြန့်ထွက်သွားပြီးတော့အကုန်လုံးစင်ကုန်နေတဲ့ရှုနေလဲစင်ရော Mrs. Blue ကိုလဲစင်နေ Sam ကိုလဲစင်နေမမဖော်ပြီးကိုလဲစင်နေတဲ့ Kali ကိုလည်းရှုအိုင်လေးကိုပြုတ်ကြသွားတော့အဲ့လိုမျိုးလုံးကြီးတော့မှိတ်ပြီးတော့ဟွန်းဆိုပြီးတော့သူကရေထဲပြုတ်ကြသူဖြစ်သွားပါဘောနော် Now everyone is very muddy Sam tries to catch Kali but he falls into the mud Mrs. Boots grab Kali and climbs out of the ditch အခုတော့တဲ့ အားလုံးကတဲ့ရှုပ်နေပေကုန်ပြီတဲ့အားလုံးဆိုတဲ့နေရာမှာ Rusty မပါဘူးနော်ဆမ်ငားတဲ့ rust kalio တဲ့စ조사ပြီးချီရဒါပေမဲ့မရဘူးသူကိုယ်တိုင်တော့ရှုံနေကိုလေးပတ်ထောက်ပြီးတော့ပြုတ်ကြွားလိုက်သေးတယ်ဒါပေမဲ့မေမေ Mrs. Booth ကတော့ kalio ချီမလိုက်ပါတယ်ပြီးတော့တေချာလေးဖတ်ထားလိုက်တယ်ပြီးတော့မှသူတို့အားလုံးဒီရှုံအိုင်လေးကနေ조사ပြီးတော့ယုံထွက်ပြီးအပေါ်တက်လိုက်ကြရတယ် They all climb out of the ditch. We all need a good bath, says Mrs. Boot. Rusty found Curly, clever dog, says Sam. သူတို့အားလုံးနဲ့ရှော့အိုင်နဲ့နေတွေ့တက်လာပြီးတော့တဲ့မိမေကပြောတယ်တဲ့ငါတို့အားလုံးရေးသေးချချိုးရမယ်ဟေးတဲ့ Rusty လေးရတဲ့ Curly ကိုရှာတက်တယ်နော်တဲ့လိန်မာလိုက်တဲ့ခွေးကလေးဆိုပြီးတော့ Sam က သူရမ်းချစ်တဲ့ rusty လေးကိုတဲ့ဂုံပြူစကားချီချူးစကားဆိုလိုက်သေးတယ်တဲ့အဲ့လိုねဒီ story လေးအကြောင်းကတော့ pig gets lost ပျောက်ဆုံးနေတဲ့ဝက်ကလေးဖြစ်ပါတယ်เนาะဒီနေ့ကတော့ဒီလောက်ပါပဲ